ကျွန်တော်အသက်56နှစ်ကျမှမိတဲ့အကယ်ဒမီဒါထားဒါထားဆိုပြောသေးရမလားလုံးဝသူနေမကောင်းဖြစ်နေအောင်မလုံးဝရင်ထဲတဲရတယ်အားနဲ့မနဲ့ပြောခဲ့တာသူဘလောက်ဝမ်းသာမလဲဆိုတာပြည့်တယ်သိမှာပါလူပဲပြောပြောအကယ်ဒမီဆိုတာနှက်ကြီးရေလေတချို့လူတွေကလွယ်ကောင်းလွယ်ရင်အောင်မှတချို့လူတွေကရဲအောင်ခက်ခဲတတ်တယ်ဒီပြောင်းတရားမှာစားတာမတူဘူးမြတ်အဖေတို့ကြတော့တအားကိုခက်ခဲပြီးမှရခဲ့တယ်အကယ်ဒမီလူတွေမှာပါတယ် က်ဆောင်စုဇပိုးစုမျိုးသမီးအကောင်လုံးမော့စ်ကိုမော့စ်ဘယ်လိုထင်လဲပေးတဲ့သူမှသိမယ်အရင်တော့ကတော့အဲ1995တောင်းကဒီညဉ့်ညရှင်တွေအကယ်ဒီပွဲတက်တဲ့ဗီဒီယိုလေးရောကျွန်တော်ပြန်တွေ့ရပါတော့တွေ့ရအဲ့ဒီအဲ့ဒီထဲမှာကျွန်တော်အဖေလေးပါကျွန်တော်ကျွန်တော်စီပြောတဲ့ဟာလေးမိတဲ့ဟာတခုပါလာပါတော့အဲ့ထဲမှာအဲသူလည်းပါတယ်ကျွန်တော်လည်းပါတယ်ကလေးနဲ့အောင်ပါအဲနောက်မှပါတယ်ပေါ့နော်အဲ့တော့အဲ့ဗီဒီယိုထဲမှာကျွန်တော်ကျွန်တော်ဖေးရဲ့ဗီဒီယိုကလစ်လေးကိုကျွန်တော်အဲ့ဒီလေးဖြတ်ပြီးတော့ ်နည်း reality လောက်ပြီးတော့ပြန်တင်လိုက်တာပါပြီးတော့ပေးတဲ့လည်းပြန်ကြည့်လို့ရအောင်နော်ဒီ1995ဆိုကျွန်တော်တော့9နှစ်သားပဲရှိအောင်9နှစ်6နှစ်လောက်ပဲရှိအောင်နော်အဲ့တော့90မျိုးရဆိုတော့လေဟုတ်ကဲ့အခုတော့မမြင်ဘူးအခုမှပြန်တွေ့ရတယ်အဲ့တော့ပြည်သက်ကြီးလည်းဟိုမြင်ဘူးရရှိအောင်ကျွန်တော်ပြန်ပြီးတော့တင်လိုက်တာပါအားလေးဘသူရစေခြင်းလဲသူပေးတဲ့လူပေးပါသူပေးတဲ့လူပေးပါကျွန်တော်က1994မျိုးရဆိုတော့95ဆိုတနှစ်နှစ်သားရွယ်ပဲရှိအောင်ပါအာငယ်တော့အမှတ်တရတွေကတော့ဘယ်လိုပြောမလဲ ဟိုပျောက်ပြတ်တာများပြီဒါကိုယ့်ရဲ့ငယ်ငယ်တော့ကအော်အမေရောမေလည်းတွေ့ရတယ်အဖေလည်းတွေ့ရတယ်အကိုလည်းပါတယ်ကျွန်တော်လည်းပါတယ်ဆိုတော့တကယ်အမှတ်တရပါအဲ့ဒါလေးဟိုသူကလည်းပြန်ပြီးအဲ့လိုလိုပြန်တက်လိုက်တဲ့ခါကျတော့သဘောကျပြီပါလေအဲ့ဒါလေးဟုတ်သူ့ရဲ့ပုံစံအမှန်ပဲခင်ဗျပြန်မလိုက်အဲ့တိုင်းပါပဲနောက်ပြီးတော့သူကသူသူ့အဲ့လိုအဲ့ဗီဒီယိုတွေမှာဆိုတွေ့မှာပါလူကားပေါ်ဆင်းရမကြီးထိုးပြီးတော့မေးသူအဲ့လိုဘုံနဲ့ဘုံနဲ့လာပြီးတော့ပက်ကလေးပက်ကလေးပြန်ပြောတတ်တာအာသူ့ရဲ့ original သူ့ရဲ့ style ပဲ ဖခင်တအားရွတ်တာတခါကျရင်အဲ့လိုတိရယ်သူနဲ့ဟိုဟိုလောက်ကင်နေဘူးတကယ်ချင်းတွေသူတိပါတယ်အဲ့လိုမျိုးပေးတဲ့ကလည်းဟိုအပြင်မှာဆိုလို့ရှိရင်သူ့ကိုသူဟိုတအားချစ်ကြတာအခုချိန်ဒီလေအဖေသားလို့ပြောလိုက်ရတယ်အာဟာမင်းအဖေကြီးနဲ့အော်ဗမာတွေ့ဘူးလားအများနဲ့ဟိုအဖေကြောင့်ပဲမျက်နှာပွင့်ရပါတယ်တကယ်ဟိုဘယ်လိုလဲအဖေကြီးသူတွေကကျွန်တော်ဒီကိုအားလုံးပေါ်မှာလွှမ်းမိုးနေအောင်ခင်ဗျာမဲကြီးဖုတ်တယ်ကျွန်တော်မျက်စိမှိတ်ပြီးတော့တေးလိုက်ပြီ ခမည်းမျက်စိပြွန်ပြီးလုပ်ပြရိုးသားတယ်ပြီးတော့အလုံးလုံးတဲ့ပုံမှာကြည့်ကြလုံးတယ်ဟိုအဖေတောက်တတ်တာတောက်တတ်တာတခါတော့ပဲဒါပေမဲ့ तू အရက်တောက်လို့ဆိုပြီးတော့ထိခိုက်သွားတဲ့အလုံးမျိုးမရှိဘူးအဲ့အတွက်ကြောင့်လည်းထင်ပါတယ်ပြီးတော့ तू အလုပ်ကို तू အရန်ချစ်မြန်လို့ပဲအရန်ဝါသနာပါပြီးတော့ယူတက်တာပေါ့ကျွန်တော်တို့ကိုထိုင်းလို့ဟိုလူပညာဝါသနာပါတယ်ဆိုတာ तू ရဲ့တရားပါတက်ပါလားရှိဘူးလေသူကတော်တော်လေးကိုအဲသူ့ကိုသူအရန်ယူတယ်တယောက်တည်းနေနေတဲ့စကားကြီးပြောနေတာ တော့နေသူကရောက်တဲ့ပြုတ်ဆောင်ပဲလေ့ကျင့်နေတာအများကြီးဟုတ်ကဲ့သူကပင်ကိုတက်ခံကပွင့်လင်းသမားဆိုပြက်လုံးတွေဟိုပြက်လို့ရှင်နေသူကဒဲပြက်တာများတယ်ပွင့်လင်းပြက်တာလည်းများတယ်အဲ့တော့ပိသက်ကကြိုက်တာများပါတယ်ကျွန်တော်တဲ့96နှစ်ကြာမှမိတဲ့အကယ်ဒမီလာထားအသက်96နှစ်မှမိတဲ့အကယ်ဒမီလာထားလာထားဆိုပြောသေးရမလား လောက तू နေမကောင်းဖြစ်နေအောင်မလောကရင်နေအဲတွေကလည်းအားနဲ့မနဲ့ပြောခဲ့တာ तू ဘလောက်ဝမ်းသာမလဲဆိုတာပြစ်တဲ့တိမာပါဘလူပဲပြောပြောအကယ်ဒမီဆိုတာမက်ကြီးရေလေအဲတချို့လူတွေကလွယ်ကောင်းလွယ်နေအောင်မတချို့လူတွေကတော့ရဲအောင်ခက်ခဲတတ်တယ်အဲ့လူတယောက်တယောက်မှာဇာတာမတူဘူးမြတ်အဖေတို့ကြတော့တအားကိုခက်ခဲပြီးမှရခဲ့တယ်အကယ်ဒမီလူတွေမှာပါတယ်သူ၄၅၆စုရတယ်မဆိုင်ဘူးသူတို့ကအဲ့တစုတွေကိုတော်တော်လေးကိုသူတို့ကခက်ခဲကြမ်းတမ်းနေပါတယ်မတိုင်ဘူးသူတို့မတိုင်တခုပါဘူးရှင်နဲ့တော်တော်ပြောနေပါ တော့နေမှုရရရင်အကယ်ဒမီရတာဟုတ်တော့လားနေမှုရရအဲငါလည်းရိုက်တာငါလည်းကျန်တော့ကောင်းပါပဲငါတို့ငယ်ရင်းနှစ်ယောက်လုံးအကယ်ဒမီမိုးရီမိုးရီမောင်းနေအကယ်ဒမီမိုးရီအကယ်ဒမီမောဖြစ်သွားတာတော့လူကျင်တာပေါ့ဟုတ်တယ်ဟောအဲ့ရရချင်းပါသူလည်းအတိုင်းသက်မသိရန်ဝမ်းသာပါတယ်သူယောဂရဲ့အများကြီးတက်တာပါတော့သူခံစားနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီလေးမိုးရီလည်းလည်းအသေးအကယ်ဒမီရတဲ့အကြောင်းပြောတာဟုတ်သူလည်းတော်တော်ဝမ်းသာတယ်ဟုတ် လေးလေးရတော့မှလည်းကျွန်တော်ဝန်ဆောင်ခဲ့ရတယ်ရေမှုကြီးအောင်ကကျွန်တော်ဝန်ဆောင်ခဲ့ရတယ်လေးကြီးသွားလေငဲတဲ့ဖေးတဲ့ကြောင်းပဲပြောရတယ်အဲ့လိုပဲဟိုကလည်းပြန်ပြီးတာဟောဘလို့တို့လုံကျူးသားခဲ့တာအဲ့လေကျွန်တော်ကနားထောင်ပြီးတော့ဟိုကကိုခွန်အားပြန်ယူပြီးတော့ဆက်ကျူးသားတော့ဟုတ်အဲ့တော့သားတွေကိုလည်းအမှုပညာနဲ့ပတ်သက်ပြီးတော့လည်းအများကြီးလုံးစီတင်ခဲ့တဲ့အဖေတွေမှာပါဘလို့မျိုးလေးတွေတော့ဒါကိုတို့ကပြောခဲ့ ်ပါဝါတဲ့ဖေးကကျွန်တော်တို့ပြစ်လိုက်သုံးလုံးလူပညာလုံးဝလုံးစီခင်တာမင်းကျွန်တော်ကလည်းအခုခေတ်ကလာအနေထားရဟိုစီဝိုင်းတစ်ဖက်လူပညာပဲတစ်ဖက်အခုတော့ခွာလုံးနေရပါတော့ဟိုဟိုဘူရောလာလူပညာလုံးတစ်ခုတည်းပဲခြေစုံချပြီးတော့လုံးလို့တော့မလွယ်တော့ဘူးလက်ပြုံကမလွယ်တော့ဘူးဒါကြောင့်လည်းပါအောင်ဒီဘက်ခေတ်နေထားရရှင်းတန်းတာနည်းနည်းတော့ရင်ထက်တော့ကြမ်းတမ်းနေလူပညာလောကမှာရှင်းတန်းလို့ဆိုရင်လူပညာရှင်တယောက်တာသမီဖြစ်လို့ရန်ဒီလောကတွေက အာမြူးတာလည်းငါရိုက်ရိုက်ရိုက်ဆိုပြန်ပိုးပေးရလူရိုင်းမထင်နဲ့မရှိဘူးအမျိုးပညာသားသမီးကအမျိုးပညာကိုအောင်ခတ်တယ်ကိုခတ်ခဲတယ်ဟုတ်ဟုတ်ကိုအောင်မြင်ဖို့လည်းခတ်ခဲအောင်မြင်ဖို့လည်းခတ်ခဲပြန်လူကတော့ပြဿနာမရှိဘူးဘာဖြစ်လို့လဲဘယ်နေရာတော့တော့ပါလဲအဖေနဲ့ဒီလိုနိုင်အဲ့အဲ့ဒါကြောင့်အဖေအောင်လူရှင်တော်မလုပ်ခိုင်းအောင်လူရှင်တော်မလုပ်နဲ့ဒီလူရှင်တော်လုပ်လို့ချင်းငါ့ကိုကြော်မှာမဟုတ်ဘူးတစ်လုံးကြော်မှာမဟုတ်ဘူးတခြားကတော့ကျွန်တော်တို့လို့ချင်းအဲတီးရမှုတ်တာလေးဝါသနာပါတယ်တို့လို့ချင်းလည်းတေးဥဆောင်တာလေးပါညာဝါသနာပါအဲ့လိုမျိုးပါ ကျွန်တော်အငယ်ဆိုပေမဲ့သူ့ပဲဦးစားပေးတာသူ့ပဲဖြစ်ဟိုဖြစ်နေတာဟို YouTube အကောင့် TikTok အကောင့်ဆိုလို့ရှိရင်လည်းဥထိုက်ဒါလေးတဲဒါလေးငါတို့ဆော့ကြမယ်သူနဲ့တိုင်ပင်ပြီးတော့လုပ်ဖြစ်တာပေါ့သူ့ပဲဖြစ်နေတယ်ပြီးတော့ interview တွေပါရတိတ်ပြီးတော့လည်းဘူးနေဘူးတာမရှိပါဘူးကိုယ်လည်းမပြီးပါဘူးဒီမှာဒီပါပြီးတော့အဖေကသားသောင်းရောက်မွေးခဲ့အငယ်ကောင်းတော့ဒီပါရောက်လို့ထားတော့ကိုကိုဒီအောင်ရရှိရကြတာကိုဒီအောင်ဖြေနေရတော့ဖြေကြောင်းလေပြန် ဟာအဖေကိုခုဒီအားပေးတဲ့အတွက်လည်းဟိုပြည့်တဲ့ကြီးအားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးကျွန်တော်တို့ညီကိုလေးထပ်ပြီးတော့လူပညာလောကထဲမှာလှုပ်ရှားတဲ့ဟာလေးကိုလည်းတွေ့ရင်လည်းအားပေးပါဦး။အားလုံးကျေးဇူးတင်ပါတယ်။